ားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေရှင်။ကျမတို့ရဲ့ Freedom for Future YouTube Channel လေးကနေဒုက္ခမျိုးတော့အပိုင်း30ကိုဆက်လက်ဖျက်ပြတင်ဆက်ပေးပါမယ်ရှင်။သူ့အိမ်ကြီးမှာတကယ်နန်းတော်ကြီးတရန်အိမ်ရှိတွင် Ambassador အမျိုးအစားကား3စီးရက်လျက်ကားတိုင်းတွင်ကျိုးမဲ့ခြေနန်းတိုင်တွင် ထောင်ထားပြီးကြီးကားတွေတက်ထားသည်။ကားရှိတွင် နိုင်ငံ့အကြီးအကဲများ ဝင်ကြီးများသွားလျင်ရှိတော်ပြေးဖြင့်စီးသည့်မော်တော်ဆိုင်ကယ်တွင်ရက်လျက်အောက်ထပ်ဖနှက်ချုပ်ကိုကြော်လိုက်သည်နှင့်အရှိတိုင်းဖြင့်တားမွေးကော်စော်ကြီးများခန်းလုံးပြေးခင်းထားသည့်ဧကန်းတဲ့သို့ရောက်သွားသည်ဧကန်းတဲ့တွင်ဤဆက်သောဆိုဖာကြီးများကအစီရီအခန်းတောင်တနေရာတွင်ရှီဝနမင်းဤနတ်ကွန်းနှင့် အခြားသောနတ်များဤနတ်ကွန်းများစီတန်းနေကြသည်နတ်စီများရှိတွင်နတ်ပူဇော်ရန်တီးသည့်ခေါင်းလောင်းကလေးတစ်လုံးရှိသည်အခိုးတလူလူထွက်နေသည့်အမွေးတိုင်များက မူးယစ်ရီဝေစီသောအနန္တကိုထုတ်လျက်ဖခင်ကြီးသည်ပန်းခက်ပန်းကြွတို့ခေါ်ထားသောဆင်ဆွဲနှင့်ပလဲတို့မြှုပ်ထားသည့်ရာဇပလင်လိုလို ကလထိုင်ကြီးပေါ်တွင် ထိုင်နေသည်အဖြူရောင်အုတ်ထုတ်ချုံကလေးကိုစောင်းထားပြီးရှက်အင်းကြီးအဖြူရောင်တွင် အနက်ရောင်ခါပြက်အင်းကြီးကိုဝတ်ထား၏မိခိုးရောင်ထည့်ထားသည့်ထူထဲသည့်နေကာမျက်မှန်ကိုတတ်ထားသဖြင့်သူ့မျက်လုံးကိုမူကောင်းကောင်းမမြင်ရသို့ရာတွင်ထူထဲသော မျက်ခုံးမွေးများ တွန့်ချီရှုံချီလုံနေသည်ကိုကြည်လင်သူတုံပြန်မှုကိုတည်နိုင်သည်အာတော့ကကသူ့အဖေရှိတွင်ရှိသည့်ဆိုဖာတလုံးတွင်ဝင်ထိုင်ရန်ဧည့်သည်ကိုအရေးယောင်ပြ၏ဥပောင်းထုတ်ပေါင်းထားသည့်အစည်းကမ်းများကလက်ဖိတ်ရည်ရေခဲစိန်လေးမော်ရည်နှင့်ဘင်္ဂလီမုံများကိုလာချကြသည်ဖခင်ကြီးကလိမ္မော်ရည်တပလင်းကိုကောက်ယူတောက်လိုက်ပြီးနောက်တိုးသောလက်ညှိုးတွင်ဝတ်ထားသည့်မဟူရလက်စွပ်ဖြင့်ကလထိုင်လက်တန်းကိုတထောက်ထောက်ခောက်နေ၏ချိုးဆိုပါရဲဆရာကြီး ကိုအိမ်လိုသဘောထားပါဟုခတ်အော်အော်အတန်ဖြင့်ပရိတန်တရစကားဆို၏ထို့နောက်ကိုဘတ်စကီ၏စကားအပြန်ကိုမဆောင်ဘဲလက်ချောင်းရှင်းလိုက်ကာလက်ရဘဲခြေထောက်နားတွင်ချထားသည့်ပြောင်လက်နေသောကြွေထွေးခံထဲသို့သရွေးတစ်ချက်ထွေလိုက်၏သူခြေထောက်စီသို့မျက်စိရောက်အသွား၌တဲကျိုးတွင်ကြောက်မြက်ယတနာများစီချဲထားသည့်လှော်ဖနက်တရံစီးထားသည့်ကိုကိုဘတ်စကီသတိပြုမိသည် ဆရာကြီးနဲ့ခုလိုအတိကျွမ်းဖြစ်ရတာဂုံယူပါတယ်ဗျာဟု သူကဆက်ပြောသည်အစီခံတယောက်ကဖဲကြိုးစီးထားသည့်ဆေးပြင်းလေးတစ်ထုပ်ကိုဘန်းထဲတွင်ထည့်၍ယူလာ၏ဖခင်ကြီးကဖဲကြိုးကိုဖြီးပြီးကိုဘာစကီးကို တလိတ်ကမ်းသည်ကိုဘာစကီးကညင်းသည့်အခါတွင် ဖခင်ကြီးသည်သူ့အတွက်တလိတ်ယူ၍မိညှိရင်းအချိန်ယူသည် ဖခင်ကြီးသည်ဆေးပြင်းလေးမိကုံးမှွင့်များကိုမှုတ်ထုတ်လိုက်ပြီးနောက်ဆရာကြီးကတော့တော်တော်ထူးတဲ့ပုဂ္ဂိုလ်ပဲခမညာ ကျွန်တော်တော့ကြားရတဲ့သတင်းကိုယုံနာမယုံနိုင်ဘူးအိန္ဒိယနိုင်ငံသားအဖြစ်ခံယူဖို့လျှောက်လွာတင်နေဆို ကြားရတဲ့အတိုင်းအမှန်ပဲခမားဟု ကိုဘတ်စကီးကအတည်ပြုသည်ဖခင်ကြီးကတစ်ချက်ရည်လိုက်ပြီး ကလထိုင်တွင်နေရပြင်ထိုင်၏ဒီမှာနိုင်ငံသားတွေဆိုရင်ကောင်းကောင်းနေရတယ်အခွင့်အရေးဆိုလဲပြောစရာမရှိဘူးဗျာဒီကြတဲ့ဒီအခွင့်အရေးတွေကိုလက်လွတ်ပြီးအိန္ဒိယစင်ရတာရက်ွက်ထဲမှာလူစင်ရတယောက်အနေနဲ့နေချင်တယ်ဆိုတာကတော့ တော်ကုန်အာရုံစရာကောင်းတာပဲဒါကတော့စီးစိမ်ဥစ္စာပေါများတာချမ်းသာတာနဲ့ပတ်သက်လို့လူကြီးမင်းနဲ့ကျွန်တော်အမြင်ကြီးမတူလို့ဖြစ်ပါလိမ့်မယ်ဘလို့ပဲဖြစ်ဖြစ်လေကျွန်တော်တို့တိုင်းရင်းသားတွေထဲမှာဆရာကြီးတို့လိုလူတယောက်တိုးလာတယ်ဆိုတာကတော့ကျွန်တော်အများကြီးဂုဏ်ယူပါတယ်ဒီတော့ဆရာကြီးနိုင်ငံသားဖြစ်ခွင့်ရရေးနဲ့ပတ်သက်လို့အခက်အခဲရှိရင်ကျွန်တော်သိပြရစီကျွန်တော်မိတ်ဆွေတွေရှိပါတယ်ကျွန်တော်ဆောင်ရွက်ပေးပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ ရဖို့မရဖို့ကတော့ကျွန်တော်ဘုရားသခင်ကိုပဲအားကိုးပါတယ်။ဖခင်ကြီးသည်သူကြားရသည့်စကားကိုယုံကြည်လိုခြင်းမရှိဟန်ဖြင့်ကောင်းရမ်းလိုက်၏။မိမိ၏အကူအညီကိုညင်းပယ်သူဆို၍လောကတွင် ရှိသည်တလော။ဖခင်ကြီးကလေတံခတ်မှမှဖြင့်ဒီမှာဆရာကြီးကျွန်တော်သတင်းတစ်ခုကြားနေရတယ်ဗျာ။အဲ့ဒီရက်ကွက်မှာကိုရီးယားယောဂါကုဆေးရုံတရုံစောင့်မိလို့ဆရာကြီးစူးစမ်းနေတယ်လို့ကြားတယ်။အဲ့ဒါအမှန်ပဲလား။ ကိုယ်ယောဂါကုဆေးရုံဆိုတဲ့နာမည်ကကြီးကျယ်လွန်ပါတယ်ခင်ဗျာအင်မတန်ဆိုးရွားနေတဲ့လူနာတွေကိုကုသဖို့ဆေးပေးခန်းကလေးပါဒီကိစ္စအတွက်သီလရှင်ဆရာကြီးထရီဇာကို သူ့ကျောင်းကသီလရှင်တစ်ပါးနှစ်ပါးလောက်အကူအညီပေးဖို့တောင်းထားပါတယ်ဖခင်ကြီးတီကိုဘစကီကိုစိမ့်စိမ့်ကြီးကြည်လိုက်၏ကျွန်တော်ခွင့်ပြုချက်မရဘဲနဲ့အဲ့ဒီရက်ွက်ကယောဂါသေးတွေအတွက်ဘသူမှဘာမှလုပ်ပေးပိုင်ခွင့်မရှိဘူးဆိုတာဆရာကြီးမသိဘူးထင်တယ် ဒီလိုဆိုရင်လည်းလူချင်းမင်းကိုယ်တိုင်ဝင်ကူညီလိုက်ပါလားခင်ဗျာဒီလိုကူညီလိုက်ရင်ပို့ပြီးထျောက်တာပေါ့ဖခင်ကြီးဤမျက်ခုံးမေးများသည်ထူထဲသောမျက်မှန်အထက်သို့တက်သွား၏အဲ့ဒီရက်ွက်ကကိုရီယောဂသည်တွေကိုကျွန်တော်စောင့်ရှောက်လာတာ၁၂နှစ်ရှိပြီဗျဒီလိုကကွယ်ပေးဖို့ကသူတို့အတွက်အရေးကြီးဆုံးပဲကျွန်တော်သာအကာအကွယ်မပေးရင်တခြားလူကောင်းတွေကသူတို့ကိုမောင်းထုတ်ပစ်တာကြားလှပြီသူသည်ရုတ်တရက်တိုင်းပင်စရာကိစ္စပေါ်လာသည်နှင့် ကိုကိုရှိသူကုန်းလိုက်ပြီးနှောက်ဒီမှာဆရာကြီးခမားကစေပေခန်းဆိုတာကိုဖွင့်ပါပြီတဲ့စေပေခန်းဖွင့်လို့ယောဂသည်တွေက လာလာပြီးပြကြပါပြီတဲ့ခမားအိနီနာချင်းတွေကဒီတိုင်းကြည်နေမှာတဲ့လားကျွန်တော်ကတော့ကျွန်တော်ညီနောင်တွေမှာတနာကိယူနာရှိတယ်လို့ယုံကြည်တာပဲဘာတနာကိယူနာလဲဗျဆရာကြီးတို့ဖုန်းတော်ကြီးတွေဟာတနာကိယူနာဆိုတဲ့စကားကို သိပ်ပြောကြတာပဲဆရာကြီးတနာတာကကိစ္စမရှိဘူး ဆရာကြီးတနာလို့ဘေးကလူတွေမကြည်မနှက်ဖြစ်ပြီးရုံရင်းဆန်ခတ်လှုပ်လာရင်ဘယ်နဲ့လုံမလဲဆရာကြီးရဲ့စေဘေးခန်းကိုမိရှုပ်ပြီးယောဂသေးတွေကိုရိုက်နှက်လွှတ်ရင်ဘယ်နဲ့လုံမလဲကိုဘစကီးတီဘာမျှပြန်မပြောနိုင်အန်ကိုတာအတာကြည့်နေသည် သူပြောသည့်အတိုင်းလဲဖြစ်ကောင်းဖြစ်နိုင်သည်ဖခင်ကြီးကစေပြင်းလက်ကိုမိညှိပြီးနောက်တစ်ချက်ရှိုက်လိုက်ကခေါင်းကို နောက်သို့လှန်လိုက်၏ဆရာကြီးကိုဒီလိုပြဿနာတွေမပေါ်အောင်လုံနိုင်တဲ့နီလန်းကတစ်ခုပဲရှိတယ်ဗျာ ဘလို့နီးလန်းပါလင်ခမညာသူတို့ကိုကကွယ်ဆောင်းလျှောက်ရေးနဲ့ပတ်သက်လို့စာချုပ်တစ်ခုချုပ်ဖို့ပါခမညာစာချုပ်တစ်ခု ဟုတ်လားတိတ်မကုန်ပါဘူးဆရာကြီးအတွက်တလားကို3000လောက်ပဲကုန်ပါပါအမှန်ကတော့ကျွန်တော်တို့ကြီးကဒီထက်တောင်များပါတယ်ဒါပေမဲ့ဆရာကြီးကတာသနာဘက်ကဖြစ်နေတော့ကျွန်တော်တို့လျှော့ယူပါတယ်ကျွန်တော်တို့တိုင်းပြည်မှာဘာသာတရားကိုင်းရှင်းကြပါတယ်ဖခင်ကြီးဒီကိုဘတ်စကီးအဖြေကိုမဆောင်ပဲလက်ခုပ်တစ်ချက်တီးလိုက်သည် ူသားကြီးအတော်ကဝင်လာ၏ကဲတို့နှစ်ယောက်ပြည်လဲသွားကြပြီ စာချုပ်အသေးစိတ်တွေကိုတော့ဆရာကြီးနဲ့ဆွေးနွေးပြီးလုပ်ပြီးတော့ဖခင်ကြီးသည် ကြီးမြတ်သူတယောက်ဖြစ်၏ထို့သောသောအသေးစိတ်များတွင်အချိန်ကုန်မခံနိုင်ချေတကားထိုနေ့ညနေ၌ဒုက္ခမျိုးတော်ရှိအပြန်အလှန်ကူညီ၏အသင်ကောင်းဆောင်များသည်ဖခင်ကြီး၏ရာဇတန်ကိုဆွေးနွေးရန်အတွက်ကိုဘတ်စကီ၏တဲကုတ်ကလေးတဲတွင်စုဝေးကြ၏ဆာလာဒင်က ဟာကင်ကြီးကတော်တော်တကိုးကြီးတယ်နော်ပြီးခဲ့တဲ့ရွေးကောက်ပွဲတော်ကကြည်ပါလားလက်ပစ်ဘုံတွေတန်တုပ်တွေဆိုတာပြုပြန်နေတာပဲတည်တဲ့သူတည်ဒဏ်ရာရတဲ့သူရနဲ့ယောဂသည်တွေဆိုတာကလည်းလူသည်တပိုင်းဖြစ်နေပြီဒီတော့ဒီယောဂသည်တွေအတွက်ကျွန်တော်တို့ဒီလောက်အထိအဖြစ်ခံကြမလားတောင်းတဲ့အတိုင်းပေးလိုက်တာကောင်းမယ်ထင်တယ်ကိုကြီးယောဂသည်ကလေးတစုကိုပြုစုဆောင်ရှောက်ခွင့်ရဖို့ဒီလောက်ပေးရတာကတော့များတာပေါ့ဟုမာဂရက်တာကမကျေနပ်တမ်းဖြင့်ပြော၏ ခမရတို့ကသူတောင်းတာကိုမကျေနပ်တာလားပေးရမယ့်ငွေများလို့မကျေနပ်တာလားဟုကိုဗာစကီးကမေးသည်မာဂရက်တာသည် သူ့မိကွန်းကြောင့်အာအာတင်သွား၏ပေးရမယ့်ငွေကများလုံးလို့ပါ သူထင်သည့်အဖြေမျိုးပင်ဖြစ်သည်သူတို့လိုစင်ရသားရက်ွက်ကလေးမှပင်ငွေညှစ်ခြင်းမိုက်ကြီးခွဲခြင်းအကြည့်ပြန့်ခြင်းတို့သည်အယိုးတို့ဆွဲနေလေပြီသူတို့အားလုံးကပင်ဆာလာတင်နှင့်သဘောတူကြသည် သဘောမတူသူဆို၍အာတန်နေသူဘန်ဒိုနာတယောက်သာရှိလေ၏။တေချင်းဆိုကြီးတေပါစေတော့ဒီလူကြီးကို တကြက်ပေးရင်ကျမတို့ဆင်းရဲသားတွေအပေါ်တကြက်ဖို့တစ္ဆာဖောက်တာပဲ။ကိုဘတ်စကီးသည်သူစကားကိုကြားလိုက်ရသည့်အခါတွင်လျှက်စစ်နှင့် အတိုးခံလိုက်ရသည့်နှင်ဖြစ်သွား၏။ဟုတ်တယ်ဘန်ဒိုနာပြောတာမှန်တယ်။ကျွန်တော်တို့မပေးနိုင်ဘူးညင်ရလိမ့်မယ်ခုခံရလိမ့်မယ်ကျွန်တော်တို့မှလည်းမိတ်ဆွေတွေ ရှိတယ်ဆိုတာကိုကျွန်တော်တို့ပြရလိမ့်မယ်။ အခုချိန်မှာပြရင်ပြမပြရင်နောက်ဘရောမှပြเสียမှာရှိတော့ဘူးနောက်တနေ့မနက်စောစောတွင်တဖုံဖုံမြည်သောအာတော့ကာ၏မော်တော်ဆိုင်ကယ်သည်ကိုဘတ်စကီ၏တဲကုတ်ကလေးရှိတွင် ထိုးရက်လိုက်၏သူ့အဖေညွှန်ကြားထားသည့်အတိုင်းအာတော့ကာသည်စာချုပ်ပါအချက်လက်များကိုအသေးစိတ်ဆွေးနွေးရန်ရောက်လာခြင်းဖြစ်သည်တို့ရတွင်သူတို့ဆွေးနွေးပွဲသည် စကက်အနေငယ်သာကြားလိုက်၏တောင်းဆိုချက်များကို မလိုက်ရောနိုင်ဟုသောစကားသခွန်းသာပြောကြားလိုက်၏ ဤကားဒုက္ခမျိုးတော်ကိုလွှမ်းမိုးနေသည့်တကိုးကြီးလှသောဖခင်ကြီးကို ပထမဆုံးစန့်ကျင်အန်တုလိုက်သည့်ခြေလှမ်းပေသည်။နောက်တစ်ပတ်ကြာသည့်အခါတွင်မူသူတို့စီဘေခံကလေးသည်ကိုယ်၏ယောဂသည်များကိုလက်ခံရန်အစဉ်သင်းဖြစ်နေလိမ့်ပြီ။ဗန်ဒိုနာနှင့်လောအားပေ6ယောက်တို့သည် အရေးကြီးသည့်ယောဂသည်6ဦးကို ခေါ်ရန်ထွက်သွားကြသည်။ကိုဘတ်စကီးကထိုလူနာများကိုအရင်စေယုံတင်ခြင်းသည်။ သူကိုယ်တိုင်မှမူသီလရှင်ဆရာကြီးထရီဇာ၏ကျောင်းတိုက်တို့ထွက်လာခဲ့၏ဘန်ဒိုနာတို့တတိုင်ဘလီရှိကွက်လက်တို့အရောက်တွင်ဒုံများတန်ဒုံများကိုကင်ထားသည့်ခန့်ငယ်ရဲ့လူမိုက်တတိုက်ကသူတို့ကိုစီတာကြသည်တွားဟောင်းလောင်းဖြစ်နေသည့်ပြည်တစားကောင်းလိုလိုလူမိုက်ကောင်းဆောင်ကတယောက်မှရှိကိုဆက်မသွားကြနှင့်ဟုပြော၏အာတန်သူဘန်ဒိုနာသည်ရှိတို့ဆက်လာ၏တို့ရတွင်ဒုတ်ဖြစ်အချက်ပေါင်းများစွာစီးရိုက်လိုက်သဖြင့်လဲကျသွားသည် ထိုစဉ်ကိုဘတ်စကီးသည်တီလာရှင်၃ဦးနှင့်အတူလမ်းထိပ်မှပေါ်လာသည်တစ်ဖက်လမ်းထိပ်တွင်ယုံရင်းဆန်ခဲဖြစ်နေသည်ကိုမြင်ရသည့်အခါတွင် ကိုဘတ်စကီးသည်အန်ကျိတ်လိုက်၏ထိုစဉ်ပောက်ကွဲတံများနှင့် အော်တံများပေါ်လာသည် အခြားလူမိုက်အဖွဲတစ်ဖွဲသည်ဒုံများတန်ဒုံများကင်ဆောင်ကစီပိခန့်လုံမိအကြောင်းကလေးကိုဝင်၍ဖျက်ဆီးကြသည်ဤတွင်ဈေးဆိုင်များသည်လည်းလန့်ဖြန့်ကဆိုင်တကားတွင်ပိတ်ကြသည်တာလမ်းမကြီးပေါ်ရှိဆိုင်ကြီးများမှလည်း ပတင်းပေါက်တကားတွေကိုအမောတကောပိတ်ကြသည်စီဘီခန်းကိုဖြည့်စည်းပြီးချိန်နောက်တွင် အခြားလူမိုင်းအဖွဲတစ်ဖွဲပေါ်လာပြန်သည်သူတို့လက်ထဲတွင်ပလင်းများဖောက်ခွဲရေးကရိယာများကိုကင်ထားကြသည် အချို့ကလည်းကြောပိုးအိတ်များတွင်ထည့်လာကြ၏လမ်းမကြီးပေါ်တွင် လူသူဆို၍တရားမျှမရှိတော့နေစာလှုံနေကြသည့်ကလေးများနှင့်ခွေးများပင်ကြက်ပြောက်ငှက်ပြောက်ပျောက်ကုန်ကြသည်ပောက်ကွဲတန်တစ်ခုထွက်ပေါ်လာကအတန်များသည့်ဒုက္ခမျိုးတော်တစ်ခုလုံးပဲ့တင်ရိုက်ခတ်သွားသည် အဝိရှိဟောင်ရာဘူတာဘက်စီမှပင်ထိုအတန်များကိုကြားနေရ၏။တိလရှင်အုံဦးသည်ကိုဘတ်စကီဘေးတွင်ရက်ကဝိရစင်ကိုကျေလောင်စွာရွတ်နေကြသည်။ကိုဘတ်စကီသည်တိလရှင်အုံဦးကို မာဂရတာ၏ဝင်ထဲသို့ခေါ်သွားပြီးစွန့်အားနာမကြာဒုက္ခတဲ့ဂံကားလက်သို့အပြစ်ခဲ့၏။သူကိုယ်တိုင်မှမုံဘုံပောက်ွဲရာဘက်သို့ပြေးလာခဲ့သည်။ နောက်မှသူ့ကိုပြန်လာရန်ခေါ်သည့်အတန်တတန်ကိုကြားလိုက်ရသည်။လှည့်ကြည့်လိုက်ရာမာဂရတာဖြစ်နေသည်ကိုတွေ့ရ၏။ဆရာကြီးအဲ့ဒီနားကိုမသွားပါနဲ့။ဆရာကြီးကိုတပစ်ကြလိုက်မယ်။ထိုစဉ်ရက်ွက်ထိတ်မှ အလံများ ပိုစတာများကိုကင်ဆောင်လာသည့်လူတန်းတတန်ကိုတွေ့ရသည်။စာတန်းများကို ဟိန္ဒူဘာသာ၊ဥရဒူဘာသာတို့ဖြင့်ရေးထား၏။စာတန်းကကိုယ်ယောဂါဆေးရုံအလိုမရှိဟုရေးထားသည်။လူတန်းဤထိတ်တွင် လူတယောက်ကအော်လန်တစ်ခုကိုကင်၍ကြွေးကြော်တန်းတိုင်ပေးနေ၏။ကိုယ်ယောဂတဲ့အလိုမရှိသာသနာပြုဖုံးကြီးပြန်သွား။အမှန်အဖျင်ထိုလူတိုက်တီထိုရက်ကွက်မှာမဟုတ်ဤဒီမှာလည်းအဆမ်းမဟုတ်ပါ။ကလကတားမျိုးကြီးသည်ကဘာပေါ်တွင်ကြီးစားစီတန်းလှည့်လေသူအရန်အင်အားအများဆုံးသောမျိုးကြီးဖြစ်ပါသည် မိသည့်နိုင်ငံရေးအသင်းဖွဲ့မဆိုကြီးစားစီတန်းလှည့်လည်သူများကိုတယောက်လျင်တစ်နေ့၅ချက်နှုန်းဖြင့်ထောင်ချီ၍ငားနိုင်ပါသည်ယနေ့ညနေတွင်အလန်နီများဖြင့်ဆန္ဒပြခဲ့သောလူတို့သည်နောက်တစ်နေ့ညနေတွင် အာနာယကွန်ဂရက်ပါတီ၏ဆန္ဒပြပွဲများတွင်လည်းပါလာပြန်ပါသည်စူပတ်နေသောတင်းမာမှုကြီးအမဲရှိနေသည့်မြို့ကြီးတစ်မြို့တွင် ပြည်ထနာတိုင်းသည်အခိုးငွေတို့ရှန်ထွက်เสียအကြောင်းဖြစ်နေပါသည် ဒုက္ခမျိုးတော်တွင် ကိုယ်၏ယောဂသည်များမထားရန်ကြေးကြော်နေကြသူတို့၏လက်ထဲတွင်အိန္ဒိယဂဏီ၏အာနာယကွန်ကရက်ပါတီ၏အလံကိုမြင်လိုက်ရသည့်အခါ၌ထိုရက်ွက်ရှိကွန်မြူနီပါတီခေါင်းဆောင်ဂျိုဂါဗန်တကာသည်သူ့ရဲဘော်များကိုဆူလာသည်ခဏလေးအတွင်းမှပင်သူ့နောက်တွင်လိုက်ပါလာသည့်ရာပေါင်းများစွာသော လူဒုများကို တွေ့လိုက်ရသည်တို့ဖြင့်ကိုဘာစကီးနှင့်ဖခင်ကြီးတို့၏အားပြိုင်ပွဲသည် နိုင်ငံရေးအားပြိုင်ပွဲတစ်ခုဖြစ်လာခဲ့သည် နောက်ပေါ်ပေါက်လာသောနောက်ဆက်တွဲရလက်များမှလည်းမဆန်ပါခက်ဆော့ဆော့ပိုင်းကလူအုပ်နှုတ်အုပ်သည်တစ်ဖက်ကိုတစ်ဖက်ဆေးရည်တိုင်းထွာနေကြတော့လဲနောက်ပိုင်းတွင် လက်ပါလာကြပြီး နောက်ဆုံးတွင် ကိုဒီလက်ရောက်ခုတ်ကြထစ်ကြသဖြင့်ဒေသူတီဒံရရသူရဖြစ်ခဲ့သည့်အချိန်များလည်းမရည်တွက်နိုင်တော့ပြီယူမကြီးတယောက်ကိုဝိုင်းရိုက်ကြမည်အပြုတွင်သူကယ်လာခဲ့သည့်နေ့ကစူရီးယားပြောသဖြင့်အကြမ်းဖက်မှုဆက်ရနေရကြီးလေပတ်ပုံကို ကိုဘတ်စကီတီးခဲ့ရသည် ပြဿနာတစ်ခုခုဖြစ်လာရင်ခေါင်းငုံထားပါးစပ်ကိုပိတ်ထားလုံသမျှကိုဒီတိုင်းခံနေလိုက်ကိုကိုအင်ရှင်ကမတရားသွေးဆုပ်နေရင်လည်းဘာမှမပြောနဲ့ဆရာကြီးကိုသွေးခန့်အောင်ဆုပ်နေတဲ့ငွေတိုးကြီးစားကိုလည်းဘာမှပြန်မပြောနဲ့စံစည်းတင်တဲ့အမျက်ကြီးစားကိုလည်းကြိတ်ခံလှုပ်ဖြုတ်ပစ်တဲ့ဆက်ယုံပိုင်ရှင်ကိုလည်းခေါင်းငုံခံနေအိနီနာချင်းကလေးကအဆုပ်တွေကွဲမတက်ချောင်းဆို့တို့တညာလုံးအိတ်လို့မရရင်လည်းတီးခံ တို့လိုချင်တာကိုခိုင်းပြီးဆရာကြီးကိုယူဆိုင်ဖော်တောင်မရတဲ့နိုင်ငံရေးပါတီကိုလည်းဘာမှမပြောနဲ့ငွေ30ယူပြီးမန်တန်ကလေးတပုတ်လောက်သာဆုပ်ပေးတဲ့ဗျမနာကိုလည်းသွားပြီးဇောတကတက်မနေနဲ့ရွှွင့်တွေ မစင်တွေဘင်ပုတ်တွေပူလာအိုက်ဆက်တာတွေပိုးမွားတွေကျွတ်တွေကိုလည်းအောင်းဤတိခန်နေပြီတော့တနေ့မှဒါတွေအချောင်းကို အော်ဟစ်တိုင်တန်းဖို့အခွင့်ရရလာလိမ့်မယ်အဲ့ဒီတော့မှအော်ထုံမြ မြစ်ပတ်နှုံချသောပတ်ဝန်းကျင်တွင်စူပူအကြံဖတ်မှုများများစွာဖြစ်လိမ့်မရှိသည်ကိုကြည့်၍ကိုဘာစကီအန်အောနေသည်စောစောကရန်ဖြစ်တပ်ပုတ်ကြသည့်တိုင်နောက်ဆုံးတွင်ဆေးရည်တိုင်းထွာခြင်းဖြင့်အဆုံးသတ်သွားကြသည်တစုံတစ်ခုသွေးထက်တန်ရိုဖြစ်မိကိုရှောင်ကွင်းလိုကြပုံရသည်ဒုက္ခမျိုးတော်မှလူများသည်တပ်ပုတ်ရန်ဖြစ်ကြသည့်အကျိုးကိုကောင်းစွာသိခဲ့ကြပြီမဟုတ်လောခွဲရည်တွဲရည်ကာလာတုံးကဖြစ်ခဲ့ကြသည့်တက်ဖြတ်မှုတွေကိုသူတို့မမေ့နိုင်သည် ို့ရတွင်ထိုနေမနှံ့နိုင်မူဒုက္ခမျိုးတော်တဲ့သို့ချင်းနှင်းဝင်ရောက်လာသည့်လူအုပ်ကြီးသောသားသည်ဇက်သက်နာဟံမတူတော့စီတန်းလှဲ့လေလာသောလူအုပ်ကြီးနှုတ်သည်တာလမ်းမကြီးပေါ်တွင် ဆုံမိကြသည်တစ်ဖက်နှင့်တစ်ဖက် လက်လုံလက်ပစ်ပုံးများအုတ်ခဲများဒုံများဖြင့်ပစ်ခတ်ကြသည်သူငယ်စဉ်ကကြောင်မီးတွေးတွင်အလုသမားနှင့်ပလိတ်တို့အဓိကယုံဖြစ်စဉ်နံပါတ်တို့ဖြင့်အရိုက်ခံရသည့်သူ့ဖေဤသွေးတန်ရဲရဲမျက်နှာကို သူတွား၍မြင်သည် အခုအတီကယုံကမူထိုစဉ်ကထပ်ပင်ပြင်းထန်သည်သည်အဲ့ဒီနေ့ကတော့သူတို့မျက်နာပေါ်မှာကျွန်တော်မမြင်ဘူးသေးတဲ့အမှုရာကိုပထမဆုံးအချိန်မြင်ရတယ်။ကြိုက်စားကြတော့မလောက်တယောက်ကိုတယောက်မုံတီးဆက်ဆုပ်နေတဲ့မျက်နှာသားတွေကိုကျွန်တော်မြင်ရတယ်။မျက်နှာကြီးတွေရှုံမဲ့လို့မျက်လုံးတွေကမီးလျံလိုတောက်လို့အဲ့ဒီအချိန်မှာသူတို့ဟာကစားနေတဲ့ကလေးအုပ်ထဲကိုလက်ပစ်ပုံပစ်တွင်းတော့မယ်အတိုင်းပဲဒူးတွေအပြည့်စည်းလာတဲ့ရထားတွဲကြီးကိုမီးရှို့ပစ်မယ်ဆိုလဲရှို့တော့မယ်ပုံပဲ။ မပြေးနိုင်တဲ့လူအိုလူမင်းတွေကိုတတ်မယ်ဆိုလဲတတ်တော့မယ်ပုံပဲပို့ပြီးထူးဆန်းတာကအဲ့ဒီလိုတစ်ဖက်နဲ့တစ်ဖက်အဲတဲမဲမဲတိုက်ကြတဲ့အထဲမှာမိမတွေလည်းပါတယ်တချို့ဆိုကျွန်တော်သိတယ်ဒါပေမဲ့သူတို့မျက်နာတွေကဒေါသကြောင့်ရှုံ့မဲ့နေကြတော့ချက်ချင်းမမှတ်မိဘူးတရက်ွက်လုံးဟာစဉ်းစားညံဆိုလို့လုံးလုံးမရှိကြတော့ဘူးကလကတားတစ်မြို့လုံးမှာရှိတဲ့စင်ရသားတွေဟာဒီလိုအုပ်နဲ့ချီပြီးလူချမ်းသာတွေရဲ့အိမ်ကိုဝင်တောင်းကြမ်းကြမယ်ဆိုရင်ဘယ်လိုဖြစ်မလဲဆိုတာကျွန်တော်တွေးကြည့်တယ် ထို့စဉ်ခရတန်တစ်ချက်ပေါ်လာကဝုန်းကနေပောက်ကွဲတန်ကြီးကြားလိုက်ရပြီးနောက်ကိုဘာစကီးနဲ့မာဂရက်တာတို့နှစ်ယောက်စလုံးလဲကျသွားကြသည်သူတို့နှစ်ယောက်စလုံးအနီးတွင်မိခိုးတွေဖုံးနေသဖြင့်ဘာကိုမှမမြင်ရမိခိုးတွေဆဲသွားသည့်အခါ၌သူတို့နှစ်ယောက်သည်လူအုပ်ကြီးအလဲကောင်းတွင်ရောက်နေသည်ကိုတွေ့ရသည် ထိုလူအုပ်ကြားထဲမှထွက်ပြေးစရာလမ်းမရှိတော့ပြီတို့ရတွင်ကံကောင်းသည်ဟုဆိုရမည်လောမသိလူအုပ်ကြီးသည်ခဏရက်တန့်သွားကစစ်တိုက်ချင်းကဲ့သို့ ရှေးကြသည့်လုပ်ငန်းတစ်ခုလုပ်ရန်တာဆူလိုက်သည်ထိုလုပ်ငန်းကလူရဲတောင်းကျမ်းခြင်းပေသည်ထို့နောက်တွင်မူပလင်းများ၊ဂဲများ၊မိုးရွာတကဲ့သို့တရက်ဆက်ကြလာပြန်သည်ရက်ဆက်ကြံကြုံမှုသည်တွေ့ယူတွေ့တန်းဖြစ်မှုသို့ကူးပြောင်းသွား၏ဘေးပပတ်လေတွင်လည်းဒဏ်ရန်ရသူအတုံယုံဖြစ်နေလေပြီလေးငါးနှစ်အရွယ်ကလေးတယောက်သည်မြောင်းဘေးတွင်ကြလာသည့်ပလင်းတစ်လုံးကိုကောက်၍ပြစ်လိုက်ရန် မပြစ်မီသူ့လက်ထဲမှပင်ပောက်ကွဲသွားကသူ့လက်တစ်ဖက်သည်ပြုတ်သွား၏ ခဏအကြာတွင်မာဂရက်တာ၏ခေါင်းသို့တန်တုပ်ကြီးတစ်ချောင်းဝဲကျသွားသည်ကို သူမြင်လိုက်ရသည်။ကိုဘတ်စကီးသည်မာဂရက်တာ၏ရှေ့မှ စီးကာလိုက်ပြီးနောက်တန်တုပ်ကိုလက်ဖြင့်ခံထားလိုက်သည်။တယောက်ကသူတို့နှစ်ယောက်ကိုဒုတ်ကြီးဖြင့်မဲရိုက်နေသည်။သူ့ကိုရိုက်မိအပြုတ်တွင် လက်တစ်ဖက်နောက်မှပေါ်လာကာရိုက်မိသူ၏လက်ကုပ်ကိုဖမ်းဆွဲလိုက်ပြီးနောက်သို့ဆွဲလှဲလိုက်သည့်သူကိုသူမြင်လိုက်ရသည်။ကြည့်လိုက်သည့်အခါတွင်တခါကသူ့အိမ်ကြီးချင်းဖြစ်ဖို့သော မာဘူးဖြစ်နေသည်ကိုတွေ့ရ၏ သူ့လက်ထဲတွင်တန်တုပ်ကြီးနှင့်သူဇနီးကွယ်လွန်ပြီးသည့်နောက်မာဘူးသည်မိခင်ကြီးနှင့်ကလေးများကိုသားကြီးဖြစ်သူနာစာထံအပြစ်ခဲ့ပြီးပြောက်ွယ်သွားခဲ့သည်မှာအတန်ကြာခဲ့လေပြီးယခုမှမာဘူးသည်ဖခင်ကြီး၏အာနာသာအဖြစ်ရောက်ခဲ့ခြင်းဖြစ်သည်သူ့မျက်နာတွင်လည်းဒဏ်ရာတန်ချက်တွင်နှင့်ထူထဲသည့်သူ့မုတ်ဆိပ်မွေးများသည်သွေးများဖြင့်ချက်ခဲကြီးဖြစ်နေသည် လူငယ်များကအတောင်ချမ်းဆုံးပင်သူတို့ကိုကြည့်ရသည်မှာပျော်၍တက်ဖြတ်နေသည်နှင့်တူနေသည်ဆယ်ကျော်သက်အရွယ်သူငယ်ကလေးတစ်ယောက်သည် မျိုးသမီးတစ်ယောက်ဤဘိုက်ကိုဓားဖြင့်ထိုးဆိုင်လိုက်သည်ကိုသူမြင်လိုက်ရ၏ထို့နောက်တွင်မူမျက်မှန်ပဲတက်ဆင်ထားသောအတောကကိုလှမ်းမြင်လိုက်ရသည်ဟု သူထင်လိုက်သည်ထို့နောက်အတောကဤအမိန်ပေးတံကို ကြားလိုက်ရပြန်သည် တခုခုတော့ဖြစ်ကြအောင်မီကြာကြာမဆောင်လိုက်ရပါချိန်ဆက်ကြနဲ့ရိုက်လိုက်သလားမသိဘူးဗျာ တက်ဖြတ်နေကြတာတွေချက်ချင်းရက်သွားတယ်။ရုပ်ရင်းဆန်ခံဖြစ်နေတဲ့လူတွေဟာသူတို့လက်နက်တွေကိုသူတို့ကောက်ကင်ပြီးပြန်လှည့်သွားကြတယ်။မိနစ်ပိုင်းအတွင်းမှာအားလုံးပုံမှန်ပြန်ဖြစ်သွားကြတယ်။ဘာမှမဖြစ်သလိုပဲဒဏ်ရာရသူတွေရဲ့ညီးသွားတံတွေ၊အုတ်ခဲပိုင်းတွေ၊မိခိုးတွေဒါအတီကယုံဖြစ်ခဲ့တဲ့အမှတ်အသားဖြင့်ကြံရစ်ခဲ့တော့တယ်။ဖခင်ကြီးမှဂျင်းနဲ့သွားလိပြီ။သူပေးလို့တော့တင်ကန်းစာကို ပေးလိုက်ရလိပြီ။ကိုဘတ်စကီးမှလည်း notice စာတစ်စောင်ရလိုက်လိပြီ။ထို notice စာက ဒုက္ခမျိုးတော်တွင်မိသူများဖခင်ကြီးကို အန်တုနိုင်ခြင်းမရှိဆိုသည့် notice ဖြစ်လေသည်ဒုက္ခမျိုးတော်အပိုင်း30ကို အပီးထိနာဆင်ပေးခဲ့ကြပါသောတော်လန်ပြည်သူများအလုံးကိုကျေးဇူးများ၏တင်ပါရရှင်နောက်လာမယ့်အပိုင်းများကိုလည်းဆက်လက်နာဆင်ပေးပါဦးရှင်